بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على رسول الله الأمين وعلى آله وصحبه أجمعين اللهم ربنا لك الحمد بالإسلام ولك الحمد بالإيمان ولك الحمد بالإحسان ولك الحمد بالقرآن ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا عذاب النار اللهم آمين يا رب العالمين لذا تشكين يولي أبرومي باميا يقو من باميا السلام عليكم ورحمة الله وبركاته အယ်ဟမ်ဒူလီလာဥစွာကျွန်တော်တို့ကြည်ကျင်မြင့်မြတ်တော်မူသောအလ္လာဟုရှင်မြတ်အားချီးမွမ်းတော်ဗနာကျေးဇူးပြုခြင်းကိုယူဆပါရယ်အယယာအလုံးတို့ကို ဖန်ဆင်းတော်မူသောအလ္လာဟုရှင်မြတ်အယယာအလုံးတို့ကိုဖန်ဆင်းမွေးမြူကျွေးမွေးဆောင်ရှောက်စီမံခန့်ခွဲထိန်ချုပ်ကိုကယ်ဆိုးပိုင်တော်မူသောသေစေရှင်စီတော်မူသောအရှင် အလ်ဣဘာဒတုခါဝူကိုကိုယ်ခံတဲ့တော်မူတော်တပါးကြီးတော်အလ္လာဟ်ရှင်မြတ်အားဥစွာချီးမွမ်းထောပနာကျေးဇူးပြုခြင်းကိုယေဆုဘာရင်အလ်ဟမ်ဒူလ illahi ရဗ်ဘီလ်အာလမီန်အလ်ဟမ်ဒူလ illah ရှိမိတ်မဟာဂုဏတော်ဖြင့်ဒီနေ့ကျွန်တော်တို့တပံပြန်လဲပြီးတော့ဆွန်တွေခွင့်ရကြပြန်ပြီကုရ်အန်ကျမ်းမှာမှာအလ္လာဟ်ရှင်မြတ်ကဆူရာတူရ်ရဟ်မန်နီမဟာဂုဏတော်ရှင်ကန္နာမှာ အရဟမန်ဆိုပြီးတော့အလ္လာဟ်ရှ်မင်ကအမိန်တော်အလ္လာဟ်ရှ်မင်နာမည်တော်ပြီးအစပြီးတော့မိန်ကြတော်မူတဲ့အရဟမန်မဟာဂီနာရောရှင်အလ္လာဟ်ရှ်မင်ဒီအိုင်လမ်အလ်ကူရ်အန်ကူရ်အန်ကျမ်းတော်မြတ်ကိုသင်ကြားပေးပေးတော်မူခဲ့တဲ့ခါလကလ်အင်စန်အင်စန်ဆိုတဲ့လူသားကိုအလ္လာဟ်ရှ်မင်ကဖန်ဆင်းတော်မူခဲ့တဲ့အိုင်လမ်ဟူလ်ဘယန်ဖန်ဆင်းပြီးတဲ့နောက်သူကိုအလ်ဘယန်ဆိုတဲ့မိမိရဲ့ ရင်တွင်းမှာရှိတဲ့ခံစားချက်မိမိရဲ့ယုံကြည်မှုမိမိပေါ်ပေါ်ကျူးခြင်းတဲ့အရာကိုအတိတ်ပဲရှိတဲ့အတန်တော့ကျွန်တော်တို့ပြောဆိုနိုင်စွမ်းပေါ်ကျူးနိုင်စွမ်းဆိုတဲ့အလ်ဘယန်စကားဘာသာစကားကိုအရှင်မကသင်ကြားပေးတော်မူတယ်တဲ့အလ်မဟူလ်ဘယန်ကျွန်တော်တို့စကားပြောတတ်ခြင်းအတိတ်ပဲရှိတဲ့အတန်ထွက်တတ်ခြင်းတွေအလ္လာဟ်ရှင်မကချစ်မြတ်တော်မူလို့သင်ပေးတော်မူလို့ကျေးဇူးတော်ဖြစ်တယ်အလ်ဟမ်ဒူလ illah ဲ့တော့ကျွန်တော်ကပ္ပမီပြည်ပေါ်မှာအဲတက်မွေးဝမ်းကြောင်းပြုနေတဲ့လူသားများဒီမိမိတို့ရဲ့အဲလူမျိုးစုအလိုက်မိမိတို့ရဲ့ပါတာစကားဖြင့်တူနဲ့တယောက်အတွေ့အခေါ်အမီအမင်းလေးခံစားချက်တွေကိုဖလှယ်ကြတယ်အဲ့ဒါလိုဖလှယ်ကြတဲ့ခါမှာအတိပယ်ရှိတဲ့အတန်ဆိုတဲ့ပါတာစကားကိုပြောဆိုပြီးတော့အာအတွေ့အမြင်များကိုခံစားခြင်းများကိုတူနဲ့တယောက်ဖလှယ်ကြတယ် ဲ့တော့အဲ့ဒါလိုများစွာတော့ဘာသာစကားများအနက်မှာအလ္လာဟ်ရှမေကအလ ugh တုလ်အာရဘီယတုအာရဘီဘာသာစကားကိုရွေးချယ်လို့မူခဲ့တယ်ကျွန်တော်ဘယ်လိုသိရှိရသလဲအလ္လာဟ်ရှမေကဒီဘာသာစကားဖြင့်ကုရ်အန်ကျမ်းတော်မြတ်ကိုပို့ချတော်မူခဲ့တယ်အာရဘ်မျိုးနွယ်ကုရ်ရှ်မျိုးနွယ်မှာအာရဘ်လူမျိုးကုရ်ရှ်မျိုးနွယ်မှာပဲ အလ္လာဟ်ရှ်မေကတမန်တော်မုဟမ္မဒ်ဆလလာဟူအလัยဟီဝဆလမ်ကိုရွေးချယ်တော်မူပြီးတမန်တော်အဖြစ်ဆီလို့တော်မူခဲ့တယ်တမန်တော်တက်တန်တစ်လျှောက်လုံးဒီလေကာနာယတကလမူရဇူလ်ဆလလာဟူအလัยဟီဝဆလမ်အလ္လဂါတ်အလ်အာရဘီယာတမန်တော်မေဆလလာဟူအလัยဟီဝဆလမ်ဒီတက်တန်လုံးအာရဘီလိုပဲပြောဆိုခဲ့တယ်မိန့်ကြားတော်မူခဲ့တယ်ဒီတဲ့ကြောင့်ကျွန်တော်တို့ကအာမွတ်စလင်မူမင်ဖြစ်တဲ့အလျောက်နော်အာရဘီဘာသာစကားကိုလေ့လာရမှာဖြစ်တယ်အာ ကျွန်တော်တို့အစ္စလမ်ဒါနာရေးရာကိစ္စအတွက်ကြိုးကျေးဇူးလည်းရှိလို့လောကီလောကီရာကိစ္စစီးပွားရေးလို့ဒါပဲဖြစ်ဖြစ်လူမှုဆိုင်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒီအာရဗ်အာရဘီပေါ့နော်ပါရာစကားပြုပြတဲ့အသုံးပြုတဲ့နိုင်ငံတွေနဲ့နိုင်ငံသားတွေနဲ့စီးပွားရေးလုပ်ဒီပဲဖြစ်စေလူမှုဆက်ဆံရေးပြုဒီပဲဖြစ်စေတန်တမာရေးပဲဖြစ်စေကျွန်တော်တို့ကအသုံးပြုလို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ဒီတွေ့ကြောင်း ဒီအာရဘီဘာသာစကားနဲ့နော်ဘာသာစကားထဲမှာတရာပညာရေးဆိုတာပညာရှင်များကစီမင်းစီကံတွေကောင်းလို့ပြီးတော့ချမှတ်ခဲ့တယ်အာရဘီမှာလည်းအာရဘီဘာသာစကားရဲ့အဲမူရင်းဘာသာစကားကိုအခြေပြုပြီးတော့ပညာရှင်များကစီမင်းစီကံတွေကိုချမှတ်ပေးခဲ့အဲ့ဒီစီမင်းစီမင်းစီကံများကိုကျွန်တော်တို့ကတရာပညာရေးလို့ခေါ်ပါတယ်ဒီတရာပညာရေးအတမဲအမတာလင်းကျွန်တော်တို့က အာအာရဘီဘာသာစကားကိုပြောဆိုဖတ်ယူနော်ပြောဆိုခြင်းမကဖတ်ယူတဲ့အခါအဲမင်္ဂဆိုနားလည်နိုင်မှာဖြစ်တယ်ရေးသားတဲ့အခါမှာလည်းမန်မင်္ဂဆိုရေးသားနိုင်မှာဖြစ်ပါတယ်ဒီလိုကြောင့်ဒီနေ့ကျွန်တော်တို့ကဆက်လက်ပြီးတော့လေ့လာတော့မယ်ကျွန်တော်တို့ရေတင်ယုံညွန်းတင်ယုံညွန်းတဲ့စာအုပ်ကတော့တိုက်စီရုနဟဝီလို့အမည်ရတယ်တဒါပညာရဲ့စာအုပ်ဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ဆက်လက်ပြီးတော့လေ့လာတော့မယ်သင်ခန်းစာကတော့ တင်ကန်းစာ24မြောက်ပေါ့နော်တင်ကန်းစာ24မြောက်ဒီနေ့ကျွန်တော်လေ့လာမှာကအာဒုတိယအပိုင်းပေါ့နော်ကျွန်တော်တို့ပြီးခဲ့တဲ့တင်ကန်းစာတင်ကန်းစာ23မှာကျွန်တော်တို့ဗာအကြောင်းအရာလေ့လာခဲ့တယ်လဲဆိုလို့ရှင်အဲတမ်ဘီးစ်အကြောင်းနော်တမ်ဘီးစ်နော်ဒီနေ့ကျွန်တော်တို့တမ်ဘီးစ်ကိုသိရှိခဲ့ပြီတမ်ဘီးစ်ဆိုတာဗာလေတမ်ဘီးစ်ဆိုတာကဒီစကလုံးတစ်လုံးပေါ့နော်သူ့ရဲ့နာမ်တစ်ခုပေါ့သူ့ရဲ့ရှေ့မှာရှိတဲ့ နာမရဲ့အလိုတဘောကမရှင်းမလင်းဖြစ်တာကိုဒီတန်မီလို့ကျွန်တော်တို့တရာပညာရဲ့ RB တရာပညာရဲ့အရာခေါ်ဆိုတဲ့နာမကသူ့ရဲ့ရှိမှာအသေးပဲတိတိကျကျမရှိတဲ့ဖော်ပြခြင်းမရှိတဲ့အာဒီနာမရဲ့အသေးပဲကိုသူကလာပြီးတော့အဖော်ကျူပေးဒီအတွက်အတူကိုတမီးပေါ့နော်ရှင်လင်းအဲ အသေးပဲကိုအလိုတဘောကိုရှင်းလင်းပြီးတော့နာမလို့ကျွန်တော်တို့ကအမီအမ်အကော့စ်မြန်မာပြုတ်လိုက်တာမြန်မာမှုပြုတ်လိုက်တာပေါ့နော်အာဘီလိုကတော့တမ်ကြီးလို့ခေါ်ပါတယ်အဲ့တော့တာကိုတမ်ကြီးဒီနေ့ကျွန်တော်လေ့လာမှာပါလဲဆိုလို့ရှိရင်အဲဒီနေ့ချိန်တာပေါ့နော်ကျွန်တော်တို့ချိန်တာ ချင်တာကျွန်တော်ချင်တယ်အလေးချင်ချင်တာပေါ့နော်ချင်တာကြတော့ကျွန်တော်တို့ပီတို့တောင်းတို့ ਨੇ ချင်ချင်တာချင်တာရဲ့ချင်တာရဲ့ပြီးတော့အအကွာဝေးပေါ့အလျားအနံအကွာဝေးကိုအအကျယ်ဝန်းအကွာဝေးအလျားနံပေါ့နော်ပေါ်ပြတော့ဒီတံပြီးချင်ခွင်တို့မို့ချင်ခွင် တော့မအလျာနာအကျယ်ဝန်းရေကိုရှင်းလင်းပေးတော့နာတမီးပေါ့တမီးကဒီချိန်ခွင်ဘလောက်အတိုင်းသားလဲချိန်ခွင်ဘလောက်အတိုင်းသားလဲအကျယ်ဝန်းအလျာနာဘလောက်ရှည်လေဘလောက်ကျယ်တယ်လေဆိုတာ ਨੇ ပတ်သက်ပြီးရှင်းလင်းပေးတဲ့တမီးနာမအကြောင်းကိုကျွန်တော်တို့ကလေ့လာမှာဖြစ်တယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ကဥပမာဝါကြအာ၄ခုကိုလေ့လာပါမယ်နော်အဥပမာဝါကြ 3ခုဥပမာကျ3ခုပေါ့နော်။ဘာကြောင့်3ခုလဲဆိုလို့ရှိရင်ဒီနေ့ကျွန်တော်လေ့လာမှာကဒီ3မျိုးပေါ့နော်။ချိန်ခွင်ချိန်တာရဲ့ချင်ခွင်ချင်တာရဲ့ပြီးတော့အလျားနံပေါ့နော်။အဲ့တော့ကျွန်တော်ဥပမာဝါကြနံပါတ်1ဥပမာကြ3ခုကြည့်ရင်ကျွန်တော်တို့တဘောပေါက်ပါပြီ။နံပါတ်1ကဘာလဲဆိုလို့ရှိရင်ဥပမာဝါကြနံပါတ်1ကိုကြည့်အောင်။ဥပမာဝါကျနံပါတ်1က sharibtu ritlan ရှရီပတူရီတလန်လို့ပဲပြောလို့ရှိရင်လက်ပန်းနဲ့မပြောသေးပဲရှရီပတူလီတလန်ရှရီပတူဆိုကျွန်တော်အာတောက်ခဲ့သည်ရီတလန်ဆိုတပိတ်တာကျွန်တော်တောက်ခဲ့သည်ကျွန်တော်တပိတ်တာတောက်ခဲ့တယ်ဘာတပိတ်တာတောက်ခဲ့တာလေးရေးလာဖြော်ရေးလာဘာရောနွမ်းနိုလာဘာတောက်ခဲ့တာလဲလက်ဖက်ရေးလာကော်ဖီလာဘာမရှင်းမလင်းဖြစ်တာပေါ့နော် ဲ့တော့အဲ့ဒါလို့မရှင်းမလင်းအော်တပိတ္တာရဲ့အသေးပဲကိုဒါအသေးတပိတ္တာဆိုတာချိန်တာလေနော်ချိန်တာချိန်တဲ့အရာပေါ့နော်အဲတပိတ္တာအော်တပိတ္တာဘာလဲအဲ့ဒီတပိတ္တာအသေးပဲကမရှင်းမလင်းဖြစ်တာကိုလဘာနန်နွားနုဒီလဘနံကတမီးစလို့ခေါ်တယ်နော်အဲ့တော့ရှရီဘတူလီတိုလန်လဘနံကျွန်တော်ဒီနွားနုတပိတ္တာတောက်ခဲ့တယ် နော်အဲ့တော့ဒီပိတာကိုတောက်ခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတိရှိပြီဖြစ်တယ်နော်ပြီးခဲ့တဲ့သင်ခန်းစာအရသင်ခန်းစာ23အရရီတိုလန်ကကျွန်တော်မူမတ် yes လို့ခေါ်တယ်နော်မူမတ် yes အဲ့လိုတဘောမရှင်းမလင်းဖြစ်တော့နာမ်ပေါ့နော်ချစ်တို့မို့တွေ့အဲ့လိုတဘောရှင်းလင်းရှင်းခါရတဲ့နာမ်ပေါ့နော်လက်ပါနဲ့ကျတော့တမီးစလို့ခေါ်တယ်နော်သူရဲ့ရှိမှရှိတဲ့ဒီလစ်တော်လန်ရဲ့အသေးပေကမရှင်းမလင်းဖြစ်တာကိုလပ်ပန်နန်းကလာပြီးတော့ရှင်းလင်းပေးတာအဲ့တော့ဒီနေ့ကျွန်တော်တို့ဒါကို ျွန်တော်လေ့လာမှာကအဲတကယ်တော့တမ်ဘီးစ်ကနော်ဒီနေရာမှာချိန်ခွင်အချိချိန်ချိန်ခွင်ကိုပေါ်ပြရတယ်ပေါ်ကျူးတယ်ချိန်ခွင်နဲ့ပတ်သက်တာပေါ့နော်အဲအဲ့ဒါလို့ချိန်ခွင်တို့မို့ချိန်ခွင်တို့မို့အလျားအနံနဲ့ပတ်သက်ရင်ကျွန်တော်တို့သုံးပုံစံသုံးမျိုးပြင်အသုံးပြုလို့ရတယ်နံပါတ်1ကဒီလဘနန်တမ်ဘီးစ်ကမူဖရာဒွန်ဘော နာမ်တစ်ခုတည်းအနေနဲ့အသုံးပြုလို့ရတယ်နော်အခုကျွန်တော်ဥပမာမြန်ဥပမာမှာမြန်ရလေးအတိုင်းပေါ့နော်အဲရှာရီဘတူလီပရီတိုလန်လာဘနန်တမုတ်ဤကဲ့သို့လည်းအသုံးပြုလို့ရတယ်ကျွန်တော်ဧသောဖာဧသောဖာတွန်းဆိုတာကအဲမူဒော့ဖ်မူဒော့ဖ်အီလိုက်ပေါ့ဆက်ဆက်မှုရှိကြောင်းပြတဲ့နာမ်အဖြစ်နဲ့ဤကဲ့သို့လည်းအသုံးပြုလို့ရတယ်ဥပမာရှာရီဘတူရီတိုလာလာဘနန်ရှာရီဘတူ ရီတနာရီတလာလာဘနီရီတလာကမူမိုင်ယက်လာဘနီကတမီးစ်မူမိုင်ယက်နဲ့တမီးစ်ကအတူတူပဲနော်တိုးတော့အတုံးပြုပုံပြူနီကဟလာဒီဒုတိယပုံစံအတုံးပြုပုံပြူနီကရီတလာကမူမိုင်ယက်ကမူဒေါဖုန်ဖြစ်မယ်လာဘနီကမူဒေါဖုန်အီလိုက်ဖြစ်နေတဲ့အတုံးပြုလို့ရတယ်နော်တစ်ခေါက်ပြန်ပြီးတော့ကျွန်တော်တို့ ီဥပမာကိုဝါကြကိုကြည့်မယ်ဆိုလို့ရှိရင်ဥပမာဝါကြကိုကြည့်မယ်ဆိုလို့ရှိရင်ရှာရီဘတူရီတိုလာလာဘနင်ဒီကဲ့သို့လည်းအသုံးပြုလို့ရတယ်နော်တမောပုံစံနံပါတ်3ပုံစံ3ခု3မျိုးဖြင့်အသုံးပြုလို့ရတယ်ဘယ်အချိန်လဲအကယ်၍အဲ့ဒီတံပြီးစကားဟလာကျွန်တော်တို့ချင်ခွင်တို့မို့ချင်ခွင်တို့မို့အကျယ်ဝန်းအလျားနံကိုနော်အေးအသေးပဲကို ရှင်းတယ်ဆိုလို့ရှိရင် eagle ပုံစံ၃မျိုး၃ပြုလို့ရတယ်ပုံစံနံပါတ်၃က jarun majuru jarun majuru ဒီ tamiz က majuru ဖြစ်မယ်ပေါ့သူအရှိမှ harfu jar ထည့်ပေးမယ်အဲ့ဒီ harfu jar က mean ပေါ့နော်အဲ့တော့ဥပမာ sharibatu ritlan min labanin min labanin အဲ့တော့ sharibatu ritlan မင်းလက်ပန်ကြီးအတိပေကတော့အတူတူပဲနော်အတိပေကတော့ဒီပုံစံတုံးမျိုးတွန်းကအတူတူပဲကျွန်တော်ဒီအာနွားနို့တပိတာတောက်ခဲ့ဒီအတိပေကအတူတူပဲနော်အတုံးပြုပုံပြုနေတာကအတုံးပြုပုံပြုနေတာ꿰ပြားသွားတယ်တို့တော့အတိပေကအတူတူပဲအဲ့တော့ကျွန်တော်တို့အဲ့ဒါဒီနေ့အဒီကသင်္ကန်းစာရဲ့နော်ဒီနေ့ကျွန်တော်လေ့လာတဲ့သင်္ကန်းစာရဲ့အဒီကအဒီကအကြောင်းအရာဖြစ်တဲ့အကေရီတံမီးစည် တမီးဆိုတာကအလိုတဘောကိုရှင်းလင်းပြီးတော့နန္ဒီသူ့ရဲ့အရှိမရှိတဲ့အတိတ်ပဲအမရေမရမရှင်းမလင်းဖြစ်တဲ့မုံမိုက်ရက်ပေါ့နော်အဲ့ဒီနာမည်အတိတ်ပဲရှင်းလင်းတဲ့အခါမှာဟာလာအဲ့ဒီမုံမိုက်ရက်ကချင်းခွင်ကိုပြတယ်နာမ်ဖြစ်မဲ့တုံးမချင်းခွင်ကိုပြတဲ့နာမ်ဖြစ်မဲ့တုံးမအခြေဝန်ပေါ့နော်အလျားနာမ်ပြတဲ့မုံမိုက်ရက်နာမ်ဖြစ်မဲ့ဆိုလို့ရှိရင်ပုံစံ၃မျိုးဖြင့်အသုံးပြုလို့ရတယ်ပုံစံနံပါတ်1ကတမီးစကူမူဖရဒွန် မန်ဆုဘောနော်လာဘာနန်မန်ဆုနတ်စမုန်ဖြစ်နေတော့မှာနော်ပုံစံနံပါတ်2ကအီဒါဖာအီဒါဖာကမူမိုင်ယပ်စ်ကမူဒါဖုန်ဖြစ်မယ်အဲတမ်ယီစ်ကမူဒါဖုန်အီလိုင်ဟီဖြစ်မယ်နော်ဤကဲလို့ပုံစံဖြစ်နေအသုံးပြုလို့ရတယ်ပုံစံနံပါတ်3ကတမ်ယီစီအရှိမှာဟာဖူဂျာအနဲ့မှာမင်းကိုထည့်ပေးပြီးတော့ဒီအာတမ်ယီစီကတော့ဂျူရူဖြစ်နေအသုံးပြုလို့ရပါတယ်နော်ဒါကျွန်တော်တို့ အကယ်၍တမီးစီတူရဲ့ရှေ့မှာရှိတော့အာနာမ်ရဲ့အလိုတော်ဘောကိုရှင်းလင်းတဲ့အခါမှာသူ့ရဲ့ရှေ့မှာရှိတဲ့နာမ်ဖြစ်တဲ့မူမိုင်းရဲ့ဒီချိန်ခွင်ကိုပြတာပြတဲ့နာမ်ဖြစ်မယ်တို့မို့ချင်ခွင်ကိုပြတဲ့နာမ်ဖြစ်မယ်တို့မို့အကျယ်ဝန်းအလျားနာမ်ကိုပြတဲ့နာမ်ဖြစ်မယ်ဆိုလို့ရှိရင်အဲဒီကေရုပ်ပုံစံအတုံးမျိုးအတုံးပြလို့ရတယ်နော်ကျွန်တော်ဥပမာဝါကျနံပါတ်1ထက်ကြည့်အောင်ဥပမာဝါကျနံပါတ်1ပေါ့နော်ပို့ပြီးတော့နားလေအာတဘောပေါက် စီနိုင်ဖို့ရအတွက်နောက်ဥပမာတစ်ခုကြည့်အောင်ရှရိဘတူကူဘန်မာန်ရှရိဘတူကျွန်တော်တောက်ခဲ့တယ်ကူဘန်ဆိုတာကတခွက်မာအန်ရေရေတခွက်တောက်ခဲ့တယ်အဲ့တော့ဒီခွက်ကြတော့ချင်းနော်တပိတ်တာကချင်းတာကူဘဆိုတာချင်းတာချင်းလားဆိုအရာဝတ္ထုတခုတည်းကိုထည့်တာပေါ့နော်တပီတို့တတောင်းတို့တခွက်တို့ဆိုတာချင်းချင်းတာပေါ့နော် ါချင်တာပြတာเนาะအဲ့တော့သူခုနပြောခဲ့တဲ့အတိုင်းပဲ EK လို့ချင်ခွင်ပြတာလဲဆိုလို့ရှိရင်ပုံစံ၃မျိုးအသုံးပြုလို့ရတယ် sharibatu kuban ma'an တော့မဟုတ် sharibatu kuban ma'in idafatun ဖြစ်နေအသုံးပြုတာเนาะပုံစံနံပါတ်၁က sharibatu kuban ma'an တံပြည့်ကို mufrad အနေနဲ့အသုံးပြုမယ် normal and mansub ဖြစ်မယ် ပုံစံနံပါတ်2ကမူမယက်စ်ကမူဒေါဖုန်ဖြစ်ပြီးတော့တမီးစ်ကမူဒေါဖုန်အလဟီဖြစ်နေတုံးပြမယ်ရှရီဘတူကူဘာမိုင်းအတိပိကအတူတူပဲเนาะကျွန်တော်ဒီရေတုခက်တောက်ခဲ့ဒီပုတ်တမုတ်နံပါတ်ပုံစံနံပါတ်3ရှရီဘတူကူဘန်မင်မိုင်းเนาะဒီတမီးစ်ရဲ့ရှေ့မှာဟာဖူဂျာဖြစ်တဲ့မင်းကိုထည့်ပြီးတော့အဲတမီးစ်ကမဂျူရူဖြစ်မယ်ပေါ့เนาะရှရီဘတူကူဘန်မင်မိုင်းရှရီဘတူကူဘန်မင်းမိုင်း နော်အဲ့တော့အတိပိကအတူတူပဲနော်ဒီပုံစံ၃မျိုးအသုံးပြုပုံပြုနေတာ क्वे ပြသွားပြီးမယ်လေအတိပိကအတူတူပဲကျွန်တော်ဒီဒုက္ခတောက်ခဲ့တယ်ကျွန်တော်ဒီဒုက္ခတောက်ခဲ့တယ်ပေါ့တော့ပေါ့နော်အဲနံပါတ်၃ကြတော့အလျားအနန္တို့မို့အကျေဝန်းတို့မို့အရှိအတိုင်းအထွာကိုနော်အတိုင်းထွာလည်းပြောလို့ရတယ်နော်အတိုင်းထွာပြတာတဲ့ပုံစံဆိုလို့ရှိရင်ဥပမာပေါ့နံပါတ်၃ကြည့်အောင်ပီတူဟူ အာ peer to who ဆိုတာကျွန်တော်ဒီတူကိုပိုးထဲပိုးတထဲပေါ့နော်ပိုးထဲတထဲရောင်းခဲ့တယ်ပေါ့နော်ပိုးတထဲရောင်းခဲ့ဒီ peer to ဆိုတာကျွန်တော်ရောင်းခဲ့တယ် peer to who ဆိုတာတူကိုနော်တူကိုကျွန်တော်တူကိုရောင်းခဲ့တယ်ပေါ့နော် peer to who ကျွန်တော်တူကိုရောင်းခဲ့ဒီရောင်းပေးခဲ့တယ်ပေါ့တူတူတူကိုရောင်းပေးခဲ့တယ်ပေါ့နော်အဲ0အဲ့ဆိုတာတောင်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့အဲအတိတ်ပဲကိုပြန်ပြီးတော့ပြုပြင်နားလည်ပြီးရမယ်ဆိုလို့ရှိရင်0ဥဆိုတောင်တထွာတောင် တလန်ဟာတကိုက်တမီတာစသဖြင့်ပေါ့နော်ဒါကျွန်တော်တတောင်လို့ခေါ်တာပေါ့နော်တတောင်တတောင်ဆိုတော့ကျွန်တော်1 feet ပေါ့နော်1 feet တတောင်ပေါ့တောင်တတောင်အဲ့တော့ piritu hu ဆိုတာကအာ piritu ကျွန်တော်ရောင်းခဲ့ဒီ hu တူကိုပေါ့နော် zero and ဆိုတာကတတောင် 0အဆိုတာက0အဆိုတတောင်ပူထဲတတောင်ပေါ့နော်ကျွန်တော်သူ့ကိုပူထဲတတောင်ရောင်းခဲ့တယ်ပေါ့ပြီးရသူဟု0 and ကဲကျွန်တော်ကပြီးရသူဟု0 and ကျွန်တော်သူ့ကိုတတောင်ရောင်းခဲ့တယ်ဘာတတောင်ရောင်းခဲ့ရလဲမရှင်းမနေမသိရဘူးပေါ့ရှင်းရှင်းလေးမသိရဘူးအဲ့တော့0 and ဆိုတဲ့တာ အတိုင်းအတိုင်းအထွာပြတာကိုအခြေအတိုင်းထွာတယ်တို့မအတိုင်းထွာတို့မအခြေအဝန်းတို့မအရှိလျာလျာနံပေါ့နော်ဟောအဲ့ဒါလိုပြတာတဲ့၃မျိုးပေါ့နံပါတ်၁ကချင်းချင်းခွင်တို့နံပါတ်၂ကချင်းခွင်နံပါတ်၃ကအတိုင်းအထွာတို့မအလျားအနံတို့မအခြေအဝန်းပေါ့နော်အဲ့ဒါလိုပြတာတဲ့ပြတာတဲ့နံကို ရှင်းနေတယ်ဆိုလို့ရှိရင်အဲ ကျွန်တော်တို့ဒီပုံစံ၃မျိုးအသုံးပြုလို့ရတယ်ဘောနော်ဒီပုံစံ၃မျိုးအသုံးပြုလို့ရတယ်နံပါတ်၁ကတမ်ယစ်ကို move fraud အဖြစ်နဲ့အသုံးပြုမယ်နံပါတ်၂ကဒီအာတမ်ယစ်နဲ့ umayyads ကိုအာအီဒော်ဖာအနေနဲ့အသုံးပြုမယ်အီဒော်ဖာဆိုတာကဆက်ဆက်မှုရှိကြောင်းပြတဲ့ပုံစံဖြစ်အသုံးပြုလို့ရတယ်နော်အဲ့တော့ p2 ဟူဆိုတော့ကျွန်တော်တို့ကိုရောင်းခဲ့ပြီပေါ့နော် p2 ဟူ ကျွန်တော်သူ့ကိုရောင်းခဲ့ပြီကျွန်တော်သူ့ကိုရောင်းခဲ့ပြီသူ့ကိုရောင်းခဲ့ပြီဆိုတော့သူ့ကိုရောင်းပေးခဲ့တာဆိုတာเนาะကျွန်တော်သူ့ကိုရောင်းပေးခဲ့ပြီပေါ့เนาะဆိုလိုတာရောင်းပေးခဲ့တယ်0ဆိုတာတတောင်ဟရီရိုဆိုတာကအာ ပိုးထည်ပိုးဟာရီရုံလို့ခေါ်တယ်ဟာရီရုံစစ်စစ်ကဘောနော်ဟာရီအာရဘီလိုကျွန်တော်ကဟာရီရုံလို့ခေါ်ပါတယ်အဲ့တော့အာဒါကိုကျွန်တော်တို့တဘောပေါက်မယ်ဆိုလို့ရှိရင်ဒီနေ့သင်ခန်းစာကိုကျွန်တော်တို့တဘောပေါက်ပါပြီနော်အဲ့တော့အဓိကဒီဒီနေ့ကျွန်တော်တို့လေ့လာရတဲ့အကြောင်းအရာကဘာလဲဆိုလို့ရှိရင် ဒီတမ်မီးပေါ့တမ်မီးဆိုတာကကျွန်တော်တို့အလုံးသိရှိပြီးဖြစ်ဒီအတိုင်းပဲเนาะအဲနာမ်တကူဒီသူ့ရဲ့အရှိမရှိတော့အတိပဲမရှင်းမလင်းဖြစ်တော့နာမ်ရဲ့အလိုတဘောကိုရှင်းလင်းပြတဲ့နာမ်ကိုတမ်မီးဆိုလို့ခေါ်တယ်เนาะအကေးအဲ့ဒီတံမီးကသူ့ရဲ့ရှိမှရှင်းလင်းသူကအတိတ်ဘယ်ကိုရှင်းလင်းပေးတဲ့နာမ်ကမိုမိုင်းရစကပေါ့နော်ချင်းခွင်ဖြစ်မင်းတို့မို့ ခြင်ခွင်ပြတဲ့နံဖြစ်မယ်တို့မို့ချိန်ခွင်ပြတဲ့နံဖြစ်မယ်ခြင်တာတို့မို့ချိန်တာတို့မို့အတိုင်းအထွာအလျားအနံအခြေဝန်ပြတာတဲ့နံဖြစ်မယ်ဆိုလို့ရှိရင်ပုံစံ၃မျိုးဖြင့်အတုံးပြူလျာပြူလျာရည်ဆိုတာကျွန်တော်တို့ဒီနေ့လေးလာသိရှိရပါတယ်เนาะအဲဒါကြောင့်မလို့ကျွန်တော်တို့ဒီဥပမာဝါကျ၃ခုကိုလေးလာ အဲတုံးသက်ကြည့်ရှုခြင်းအပြင်ကျွန်တော်တို့ဗာတီးရှိရသည်ဆိုလို့ရှိရင်ယဂျူဇူဖီတမ်ယီဇီလ်ဝဇနီဝလ်ကိုင်လီဝလ်မီဆာဟတီအန်ယွန်ဆဘဝအန်ယူဂျာရဘီလ်အီဒါဖာတီအောက်ဘီမင်းဘီမင်းအဲ့တော့အဲ့ဒါလိုဝဇန်ဆိုတာချိန်တာချိန်တာနော်ကိုင်ဆိုတာချင်တာအန်မီဆာဟဆိုတာကအကျယ်ဝန်းတို့အတိုင်းထွာတို့အတန်အလျားနာ တော့ဒီ၃မျိုးပြတာပြတယ်ဒီတံမီးဆိုပေါ့နော်တံမီးကအဲ့ဒီ၃မျိုးရဲ့အလေးပဲကိုရှင်းလင်းပေးတဲ့အခါမှာဆိုလို့ရှိရင်အဲ့ဒီတံမီးကိုနော်တံမီးကိုကျွန်တော်က nasbun mansub အနေနဲ့လည်းအသုံးပြုလို့ရတယ်တော့မဟုတ်အာ mumayyiz နဲ့တံမီးကို bil idafa ပေါ့နော် idafa အနေနဲ့လည်းအသုံးပြုလို့ရတယ်အာတော့မဟုတ် တံပြီးစေရှိမှာ harf jar ဖြစ်တဲ့ min ကိုထည့်ထည့်တွင်ပြီးတော့အတုံးပြုလို့လေရပါတယ်ပုံစံ၃မျိုးအတုံးပြုလို့ရတဲ့အကြောင်းကျွန်တော်တို့အာလေးလာသိရှိရပါတယ်အဲ့တော့ဒါဒီနေ့ကျွန်တော်တို့အာဒီကလေးလာတဲ့ဒီသင်ခန်းစာရဲ့အကြောင်းအရာပဲဖြစ်ပါတယ်နော်အဲ့တော့ inshallah ta'ala နောက်နောက်သင်္ကန်းစာမှာကျွန်တော်တို့ကပါအကြောင်းအရာဆက်ကိုဆက်လက်ပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်အကယ်၍တံမီးစကားပေါ့နော်အရေးအတွက်ဂိန်းကနန်းအရေးအတွက်ဂိန်းကနန်းကိုပြတာတဲ့အခါမှာအသုံးပြုပုံပြူနီနော်အသုံးပြုပုံပြူနီကိုကျွန်တော်တို့နောက်သင်္ကန်းစာမှာဆက်လက်ပြီးတော့အင်ရှာအလာဟူအလာဆက်လက်ပြီးတော့လေ့လာတော့မှာပါတယ်ဘီအစ်နီလာဟီအလာ وهو سبحانه وتعالى أعلم وصلى اللهم على رسولنا محمد وعلى آله وصحبه أجمعين والحمد لله رب العالمين سبحانك اللهم وبحمدك أشهد أن لا إله إلا أنت أستغفرك وأتوب إليك السلام عليكم ورحمة الله وبركاته